ဦးမြင်ဝင်ရတဲ့တန်ဒီ62ကတကအဆောက်ကြီးဝန်ခွဲလိုက်တော့ဒါရာနဲ့နာမည်ကြီးသူစိန်ခေါ်လိုက်တယ်။မတော်ကြောင်းသားတွေမှာဘာမှမရှိတဲ့ဒေါ်ကြီးကဒါရာရဲ့နာမည်ကြီးဆိုတော့အဲ့ဒါကျွန်တော်စိတ်ကြဆွဲထားတော့ကျွန်တော်ဥပဒေပြည့်တဲ့ချိန်မှာငါတို့ best ကတော့ဒါနဲ့မှာကချက်ချေကဒီကောင်လေးစိန်ခေါ်တာမဟုတ်တတ်ပြန်မယ်ဆိုကျွန်တော်ထည့်လိုက်အဘိယစ်ဒီအက်ကျောင်းသားတက်မတော်ရဲ့ပထမဆုံးဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ထွန်းအောင်ကျော်ကိုရန်ရေးသားထားတဲ့ဒီစာအုပ်ဟာကျောင်းသားတက်မတော်ရဲ့တော်လှန်ရေးမအောင်မြင်ခဲ့ရတဲ့အကြောင်းရင်းတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်ဖွင့်ချထားတဲ့စာအုပ်ဆိုလည်းမမပါဘူး။တမိုင်းကျောင်းဆိုင်ရာအထောက်အထားတွေနဲ့ပတ်သက်လို့ကာယကံရှင်ကိုယ်တိုင်သုံးသပ်ထားတဲ့ဒီစာအုပ်ကနေဘလို့သင်ခန်းစာမျိုးတွေရယူနိုင်မလဲ။ကျောင်းသားတက်မတော်ရဲ့တမိုင်းမှာစတင်တီထောင်သူတယောက်ဖြစ်တဲ့အပြင်ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်ခဲ့သူတယောက်အနေနဲ့ပါဘလို့တမိုင်းကျောင်းရာတွေကိုဒီစာအုပ်မှာအဓိကဆောင်းပေးရေးသားထားတယ်ဆိုတာကိုအခုလိုပြောပြပါရစေ။ အူအနေနဲ့ထိတ်ဆုံးကပါဝင်ခဲ့တယ်။နောက်ပြီးတော့ထဲထဲဝင်လည်းတည်ခဲ့ဆက်ပြင်းတည်တောင်းခဲ့တော့ကလည်းဥက္ခရာလုခဲ့တဲ့လူတယောက်အနေနဲ့အဲ့တော့ကဘာတွေဖြစ်ခဲ့တယ်။နောက်ပြီးတော့အဲ့တမိုင်းကိုအစတွေကလေးလာတယ်။နောက်ပြီးတော့တမိုးထိုက်လူတယောက်နေကိုစုဆောင်းထားတဲ့ဆာဆာတာနေအဲ့ဒီစာတွေနောက်လာအောင်သားတွေညှပေးခြင်းနဲ့ပြီးပြီးတော့မှားခဲ့တာတွေကိုသင်္ကန်းစာယူမယ်။ကောင်းခဲ့တာတွေကိုအတုယူမယ်။အဲ့လိုစေတနာနဲ့ကြီးပြတ်သွားတာပေါ့။အခုအကြောင်းအရာကတော့ဘာကြောင့်လမ်းထံကိုက်ဒေါ်လာကြီးမအောင် ောင်မြင်ခဲ့တယ်။ဘလူတွေမှာတာဝန်ရှိတယ်။နောက်ပြီးတော့အဖြစ်တင်တာမျိုးမဟုတ်ဘူးလေ။နောက်လူတွေသင်္ကန်းစာယူနိုင်မှုဒီလိုအမှားမျိုးတွေထပ်မကျူးလွန်နိုင်ဘူးဟုတ်နော်။အဲ့ဒီစေတနာရဲ့နောက်တစ်ခုကဒီလက်နက်ကင်တော်လိုင်းရေးဆိုတာကလေးစားစရာမဟုတ်ဘူး။ဆိုတာကိုသိစေခြင်းနဲ့အသက်ရင်းရတယ်ဆိုတာလည်းသိစေခြင်း။ reminder အသိပေးတဲ့ကြီးရဲ့ချက်။ ABSDF ကျောင်းသားတက်မတော်ဖြစ်ပေါ်လာပုံနဲ့ကိုတို့အတွေ့အကြုံများဆိုတဲ့စာအုပ်မှာ ABSDF နဲ့ဆိုင်တဲ့စာရွက်စာတမ်းနဲ့ဓာတ်ပုံထောက်ထားတွေပါဝင်စာမျက်နှာ900ကျော်ပါဝင်ပြီးတော့အောက်တိုဘာ23ရက်နေ့မှာစတင်ဖြန့်ချိမှာလည်းဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာလက်ရှိ ABSDF ကိုလည်းမှန်ကန်တဲ့လမ်းကြောင်းနဲ့ပြည်သူ့ဘက်ကရည်တည်တဲ့အဖွဲ့အဖြစ်မြင်ကျင်နေဆိုတဲ့ဝေဖန်မှုတွေပါသလိုကျောင်းသားတက်မတော်အတွင်းလူခွင့်ရေးချိုးဖောက်မှုအကြောင်းအရာတွေကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ခေပြိုင်နိုင်ငံရေးလှုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ကိုပွင့်ကလည်းကိုထွန်းအောင်ကျော်ရဲ့ចောင်းသားတက်မတော်စာအုပ်နဲ့ပတ်သက်လို့အခုလိုပဲမှတ်ချက်ပေးခဲ့ပါသေးတယ်။ဒီစာအုပ်ကတော့သူ့ရဲ့ကိုရေးမှတ်တမ်းလေးမှတ်နေသူ့ဘဝကိုတစ်စိတ်တစ်ပိုင်းမြုံနှံထားပြီးတော့မှရလာတဲ့အတွေ့အကြုံကိုရေးတယ်လို့ယူဆတယ်။နောက်တစ်ခုကသမိုင်းထောက်တာတစ်ခုပြည့်ပြည့်စုံစုံကို ကန်ကန်ရှင်ကိုယ်တိုင်ကလည်းပြောတယ်ကန်ရှင်ရဲ့ကိုယ်တိုင်ရေးထားခဲ့တယ်ဒီစာအုပ်ပေါ်မှာမူတည်ပြီးတော့နောက်တွေ့ကြုံလာအောင်နိုင်ငံရေးအတွေ့အကြုံနိုင်ငံရေးဆက်လုပ်မယ်လူငယ်တွေနောက်ဒီလိုအဖြစ်မျိုးထပ်ပြီးတော့ကြုံကြိုက်လာအောင်မဆိုရင်မမနဲ့အမတွေဆက်မမနဲ့အောင်သင်္ကန်းလာယူနိုင်လိမ့်မယ်လို့ထင်တယ်